တဲ့အောင်ဝမ်းသာတယ်နင်သားလေးကြည့်လိုက်သူပြုံးနေတာလေးကိုကြည့်လိုက်လေအဲ့လိုမျိုးအဲ့လိုအလှမလှဘူးလေမလှဘူးတော့ပျော်တယ်ပေါ့နော်နတ်သားသစ္စေယောဟောတုအဲ့မလူဘူးအဲ့မလူဘူးဟာဖြစ်ဘူးတူရဲဆိုရင်အိမ်မှာဆုံးကတ်တာရောနောက်ပြီးတော့ချင်းငယ်နလန်းမှာအဲ့လိုပေါ့နော်အဲ့စူးလာကျွေးတာလိုပဲလုပ်ဘူးတာဆိုဒီကထိန်ကအရန်ခင်းကျင်တယ်ဘယ်လိုခင်းရမလဲမသိဘူးကိုကလည်းတော့အားနေတယ်ဘာသာတရားနဲ့ပတ်သက်တာ ီးတော့ကိုယ့်ရဲ့အဖိုးတွေကိုယ့်ရဲ့ဆွေမျိုးတွေကိုလည်းကိုကပေါ့နော်အဒီလိုလေးလူရဆိုတော့အခါကျကိုညီမတွေကလည်းနောက်တစ်ချိန်ညကတို့ဒီလိုမျိုးလေးတွေပေါ့နော်ဟိုကိုယ့်ကိုကြည့်ပြီးတော့မူးပြပွားပြီးတော့အဲ့လိုလှူခြင်းစိတ်တွေလည်းဖြစ်လာမယ်လို့လို့ကိုကအော်ငါမိကြီးတယောက်နေနေပေါ့နော်ဒါဘာပြောရှေးဆောင်လေးလှုပ်ပေးနိုင်တယ်ပေါ့အဲဒါဆိုတာဟုတ်တယ်နောက်ကိစ္စလေးတွေရှိတယ်တို့တို့လေးနော်ဟုတ်တယ်နော် မှမလို့ဒီလိုပုံကြီးပြင်နေတာဒီဝက်တွေပြင်နေတာမဟုတ်ဘူးတနိုင်ကြရင်ဟာကွာစိုက်ဖို့မွဲကွာသွားမှာပေါ့ကျေးဇူးပါပြီးပါဦးရှင်ဟုတ်ကဲ့ လောက်ဆန္ဒရှိကြတော့ရှိပြီဒါပေမဲ့အသက်40မှာဒါပထမဦးဆုံးကြိမ်ကထိန်ခင်းဘူးလားအာကိုကိုကိုတိုင်းပေါ့နော်အဲကိုတယောက်တည်းအလူအနေချင်းပေါ့နော်အချင်းယုံလေးနဲ့ခင်းတာအခင်းကျင်နေဆိုချင်းငယ်ကိုပြောချင်းငယ်ကိုကတခုခုလူကျင်နေဆိုအမြဲတမ်းချင်းငယ်လေးလောက်ပါအောင်လို့လေးလှုပ်ချင်နေပေါ့နော်ဆိုတော့ခါကြောင်သူကလည်းတေချာလေးဟိုမှာပေါ့နော်အဲတကယ်ဟောဖြစ်တယ်နော်သူတို့လည်းဒါဒီဘက်ကနော်ကိုးွယ်ကြရနော်ဟုတ်တယ်မလားကြံစိုးလလာပြီးဝတ်ကြရလားချင်းတော့ကြံစိုးဝတ်တယ်ကထိန်ဆိုလို့ရှိနေစဟိုဟာဟိုဟာပေါ့နော်လှူတယ်လှူတယ်ဒီဆရာတော်လေးကရောက်တာမကြဘူးဆိုတော့လေ အဲဆိုတော့မြင့်သူကကွာပြောရအောင်နော်ဒီမှာတိတ်တိတ်လဲနော်တိတ်လဲခုမှစတော့ပြောတော့ရှိသေးတယ်အခုတိတ်လဲစောက်ဖို့ဒါအမအရန်ကုတို့ရတာအခုလည်းတော့ကထိန်လှူတဲ့ပတ်စံကိုတိတ်တဲ့ကိုရောက် ဟုတ်တယ်အဲ့ဒါကကုတုမလို့ဘာနဲ့မှမတူတာနော်ဘာနဲ့မှမတူဘူးကုတုကံနော်တိမ်ဆောက်ချင်းလဲအချင်းပတ်ဆက်လဲဇာတော့ကလူနဲ့ကုတုကံဝတ္ထုကအဲ့လိုမျိုးလို့လဲအချင်းဒါလဲလှူတာဆိုတော့ကွတ်တိပြောကွတ်တိပဲငါတို့အရန်အမကုတုရပါတယ်ဘာဖြစ်လို့လဲဆိုတော့ကတ်ထိန်ခင်းတဲ့ကုတုရောဒီမှာတိမ်တိမ်တိမ်တဲ့ကုတုရောချင်းငယ်ပို့ရပါတော့သူကကိုရီးယားနှမ်းဖြူကိုရီးယားဘာမှမဖြစ်တာချင်းငယ်ပဲအားစားဖို့ဒီပေါ့နော်ဒီဇာတော်တွေတို့ကဆွန်းရောဒီပေါ့နော်ဒီကတ်ထိန်ခွာတွေရောအကုန်လုံးချင်းငယ်ပဲလောက်တာဆိုတော့ကိုကတော့နှမ်းဖြူပေါ့နော်ချင်းငယ်လှူချင်တဲ့ဆန္ဒရှိတယ် အဲ့ဘာနော်ဘယ်လောက်လေးဟောဖြစ်မလဲဆိုပြီးတော့လုပ်ပြီးတော့တူကြတာပေါ့ဒါအချင်းယုံလေးပါကိုတိုင်ကိုကြလူလဲလူရှိလူပေါ့နော်ကိုတည်းကဘေးနာပါလိမ့်ဖြစ်နေတာပါအဲ့မမရလာတက်ပေးတာလာပေးတာဟုတ်တယ်ကုန်မလားအများကြီးဒါလည်းမျိုးဒါကျွန်တော်တို့ဒီနေ့ကကျွန်တော်တို့မိသားစုအမျိုးပေါ့နော်ဒါအဖေဘက်ကအမျိုးလိုမိသားစုတွေအမျိုးတွေနဲ့ဆိုမမျိုးခံတာကိုအမျိုးဆိုတော့အဲ့ဒါဒီမှာပြောရအောင်အဖေပါလာပြီးပါတမိလူလေးဆိုတော့ခေါ်ပြီးဖိတ်လူလူရအောင်လာတာ လာတယ်အမြဲတမ်းဘာလူပြည့်လာတယ်ဘယ်နေရာသွားသွားလဲလိုက်တယ်တမိလိုက်ခဲ့ဆိုလိုက်တာပဲကျမတော့မြက်သူဆိုငါပြည့်ရပါဟမ်ငါပြည့်ရပါတော့ဟုတ်တယ်လေပါတယ်လေတယ်လေဟာငါပြည့်သွားမယ်ဆိုလဲတော့အုပ်စုလိုက်သူမျိုးတွေအကုန်လုံးနဲ့သွားကြတာကျမလည်းပါတယ်အဲသွားကြတာပြောစရာရင်နော်ဆိုတော့ဒီနေ့ကဒါအမှန်တမ်းပြောတော့အသက်40မှာပေါ့နော်အဲကိုတယောက်ထဲအဲ့လိုမျိုးလေးပေါ့နော်အချင်းညုံလေးကထိန်ခင်းမှုတာဒါပထမဆုံးအကြိမ်မှာဒါလည်းဟိုပြောရဒီဒီပေါ့နော်ဒီလပိုင်းနေမှာအလုပ်လေးတွေတော်တော်လေးပေါ့နော်လုပ်ရတဲ့ခါကျတော့ကိုယ့်ရဲ့ဒီရတဲ့လုပ်အားကလေးတွေနဲ့မှာအချင်းငယ် မဖယ်ထားပေါ့နော်အဲလောက်တစ်ခုလာဘလောက်ဘလောက်ဖယ်ထားအဲ့လိုဖယ်ထားအဲ့လိုထားတယ်တော်လိုက်တာငါတမီးပြီးတော့မှအဲ့လိုပေါင်းပြီးတော့အလှူမယ်ဆိုပြီးတော့လှူကြတာပေါ့ရှင်ဟုတ်တော်လိုက်တယ်ကုတူပါ အာဟုတ်အဲပြုံးပြတဲ့အောင်ဝမ်းတာတယ်နင်သားလေးကြည့်လိုက်သူပြုံးနေတာလေးကိုကြည့်လိုက်လေအဲ့လိုမျိုးအဲ့လိုအလှမလှဘူးလေမလှဘူးတော့ပျော်တယ်ပေါ့နော်အမေတာသူအမပေါ့နော်မအေးမြတ်သူအဲ့လိုပြောလိုက်တဲ့အချိန်မှာဝမ်းတာပြီးတယ်အဲဟုတ်တယ်ဖြစ်တယ်ဖြစ်တယ်ဆိုတော့မဟုတ်လို့မလှဘူးတော့လေမလှဘူးဆိုတော့အဲ့လိုဒီလိုမျိုးပေါ့နော်အဲ့လိုရေစက်ချပါစားတိတ်တိတ်မလှဘူးအဲမလှဘူးဟာဖြစ်ဘူးလူရဲဆိုရင်အိမ်မှာဆုံးကတ်တာလို့နောက်ပြီးတော့ချင်းငယ်နဲ့လမ်းမှာအဲ့လိုပေါ့နော်အဲဆူလာကျွေးတာလို့ပဲလှုပ်ဘူးတာဆိုဒီကထိန်ကအရန်ခင်းကျင်တယ်ဘလို့ခ ရမယ်မလည်းမသိဘူးကိုကလည်းတော့အားနေတယ်ဘာသာတရားနဲ့ပတ်သက်တယ်အဲ့ဒါချင်းငယ်ဒိုလေးဆန္ဒရှိတယ်ပေါ့နော်ဒီအချိန်မှာလည်းအာလှုပ်လေးတော်များလည်းကိုကလှုပ်ခွင့်ရတဲ့ခါကျတော့လှူဖို့တမ်းဖို့အတွက်လည်းငွေလေးပိုရှန်ပေါ့နော်ရှိတဲ့တရားလေးပဲဖယ်လို့ရတယ်ပေါ့နော်ဆိုပြီးအားနေအချင်းငယ်ကနေပြီးတော့အဲ့ဆိုတော့အမလှုပ်မယ်ဆိုတော့ဟိုလှုပ်ဖြစ်သွားပြီးရတယ်ဖုံဖုံမိတ်တဲ့ခါအော်ကထိန်ကတော်တော်ကြီးအဲ့လောက်ကြီးကုသိုလ်ထူးတယ်ပေါ့နော်ဆိုတော့ခါကျတော့အဲ့လောက်မှပါဒီမှာဒီကလှူတဲ့ဝတ္ထုငွေပုံမှာဒီမှာအเจ้าမှာတိမ်ပြန်လှူမယ်ဆိုတော့ဖုံဖုံမိတ်တယ်လို့ပဲအเจ้าမှာဆိုတိမ်ဖះမှာဆိုစိမ်အာအလှူမှာ ဆိုတင်တင်သင်ငန်းမှာဆိုတော့ကထေဟုတ်တယ်ကထေကထေကထေဆိုအဲ့လိုမျိုးဆိုတော့အခါကျတော့ဘာပြောနှစ်ခုပေါ့နော်တခါလဲတပေါင်းနဲ့အခုတို့ရတော့အတွက်အရင်လဲဝမ်းတာရတယ်ပြီးတော့ကိုယ့်ရဲ့အဖိုးတွေကိုယ့်ရဲ့ဆွေမျိုးတွေကိုလည်းကိုကပေါ့နော်ဒီလိုလေးလူတယ်ဆိုတော့အခါကျကိုညီမတွေကလည်းနောက်တစ်ချိန်ညကတို့ဒီလိုမျိုးလေးတွေပေါ့နော်ဟိုကိုယ့်ကိုကြည့်ပြီးတော့မူးပြာပွားပြီးတော့အဲ့လိုလှူခြင်းစိတ်တွေလည်းဖြစ်လာမယ်လို့လေကိုကအော်အာမြည်စီတယောက်အနေနဲ့ပေါ့နော်ဒါဘာပြောရှေးဆောင်လေးလှုပ်ပေးနိုင်တယ်ပေါ့အဲ့ဒါဆိုတာ ချတာဗောဗိုင်းဝမ်းသာတယ်ဟုတ်တယ်လေရေဆက်ချလို့လေရေဆက်ချလိုက်တဲ့အချိန်မှာတာရုခေါ်လိုက်တာကိုတော်ကျသိမ်းထားကျသိမ်းထားဟုတ်တယ်ဒီလိုတဦးတယောက်တည်းဗောနော်အမတနိုင်တပိုင်းဆိုပေမဲ့တကယ်တည်းသူစိတ်ထဲမှာထက်ထက်တတန်ဗောနော်ဘယ်လိုပြောမလဲအရန်စိတ်ရထက်တန်လို့ဒါလှူချင်တာဟုတ်တယ်ဘယ်လိုလဲဆိုတော့အားကြောင့်ကိုကလည်းဘေးနားပြီးတော့အပြည့်ဝပါရမီဖြစ်ပြီးတာပါကိုပါရမီဖြစ်ပြီးသူတို့ကိုရဲ့ဘေးနားမှာရက်ွက်ထဲမှာလည်းကိုရဲ့အကုန်လုံးပေးတာသူတွေတူမလေးရောအကုန်လုံးပေးတာအကုန်လုံးပေးတာ them do ော့ဦးကဲသွားလှူထက်ထက်ထက်ပေါ်တော့လေဆိုတော့ခါကြအဲ့လောက်ဝင်ကြည့်ကြတော့တကယ်လှူလိုက်တဲ့နေရာတကယ်တမိုးရှိတမိုးရှိတယ်လေကတိမာဒီမာလေးတိမ်ဆောက်မှာဆိုတော့ဒီပတ်တဲ့အကုန်လုံးဝတ္ထုတွေကတိမ်ဘက်ကိုရောက်သွားအဲ့အကြောင်းမို့အရန်ပို့ပြီးတော့ပျော်လဲပျော်တယ်ပီတိတယ်အဲ့အောင်တော်လေးဆက်ချတဲ့နေရာမှာလည်းအရန်ဝမ်းတာတယ်အမအထက်ကိုဟုတ်တယ်ဟုတ်တယ်မန်လိုက်တာဟုတ်တယ်ဒီဒီလပိုင်းနေမှာပေါ့နော်အကုန်လုံးကဟိုအဲ့လိုပေါ့ကိုယ်ချစ်ခင်လို့ဟုတ်တယ်ဟုတ်တယ်ငန်းရှင်တွေအကုန်လုံးလည်းနေရာမရွေးရန်ကုန်မန္တလေးဟာမြမဲတဲ့အကုန်ပေါ့နော်ဒီမှာပြင်းနေတဲ့အဲ့လိုနေသေ လိုက်တာအပုံသွားပြီးတော့လေအဲ့လိုပွဲရတဲ့အလုပ်တွေလုပ်ပြီးတော့အမှုပညာချွနဲ့စာဆစ်ဆစ်နဲ့အဖဲထားပြီးတော့ခင်းတဲ့ကထင်ဆိုတော့ကကြတော့အာခொနည်းသားသမီးအားလုံးရဲ့ပေါ့နော်အလူပါအမြင့်သူချစ်ခင်တဲ့စိတ်နဲ့မြေတားစိတ်နဲ့အမြဲတမ်းပံ့ပိုးပေးတဲ့တယောက်ချင်းစီအကုန်လုံးရဲ့အလူလေးလို့လည်းပြောချင်ပါတယ်အဲ့တော့လေဟိုပါဖြစ်ပါတယ်လူကိုပြန်ပြီးဘယ်လိုခေါ်လဲဟုတ်တယ်မြတ်မြတ်ပဲဟုတ်တယ်အားလုံးရဲ့ကုသိုလ်အလူပါလို့ပြောချင်ပါတယ်ဒါတူရပါတယ်ကုသိုလ်